ဒီအာရခတက်တော်နေအခမ်းအနားကိုပေါ့နော်အခုလိုမျိုးကျင်းပဖြစ်ခဲ့တဲ့ရည်ရွယ်ချက်လေးကိုပြောပြပေးလို့ရှာနိုင်မလားရှင့်ဒီ16နှစ်မြောက်အာရခတက်တော်နေကိုပေါ့နော်ပြုလို့ရတဲ့ရည်ရွယ်ချက်ကတော့ညီမတို့အာရခပြည်လူမျိုးရေးအတွက်ပေါ့နော်အာသွန်ခွန်စိတ်ပိဆက်မှုတွေများစွာနဲ့ဒီစ조사နေတဲ့ပေါ့နော်အာရခတက်တော်ကြီးကို ကွန်ပြူတဲ့အနေနဲ့ပေါ့နော်ညီမတို့ဒီပွဲကိုကျင်းပရချင်းဖြစ်ပါတယ်ဒီဂျပန်မှာရောက်ရှိနေကြတဲ့ပေါ့နော်အာရခပြည်ဖွားအာရခပြည်သူပြည်သားတွေအကုန်လုံးပေါ့နော်ဒီအာရခရဲ့အောင်လန်တို့အောက်မှာပေါ့နော်အာရခနိုင်ငံအလန်တို့ရဲ့အောက်မှာဒီအမျိုးသားစီလူညီညွတ်ရေးပေါ့နော်ပြီးတော့ဟိုအာရခပြည်လွတ်မြောက်ရေးပေါ့နော်ပြီးတော့အာရခပြည်ပြန်လေတီထောင်ရေးအပိုင်းတွေမှာပေါ့နော်အဲ့ဒီအပိုင်းတွေမှာပေါ့နော်အဲ့ဒီလုပ်ငန်းရှင်တွေမှာတယောက်မကြမ်းပေါ့နော်ပူပေါင်းပါဝင်လာနိုင်အောင်နိုးစုံ ဖို့အတွက်ပေါ့နော်ဒီအခမ်းအနားကိုပြုလို့ရခြင်းလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဆိုရင်အာခါတတော်ရဲ့ဒီ6နှစ်မြောက်နံပါတ်လေးနဲ့ဖြစ်တယ်ပေါ့နော်ဒီနေ့နဲ့ပတ်သက်ပြီးတော့ဒီအမောင်တို့အနေနဲ့ဘာများပြောချင်ပါသလဲရှင်အရင်ဦးဆုံးဒီအမောင်ဖုံးနေတဲ့ပေါ့နော်အာရခပြည်ကြီးကိုအလင်းနဲ့ထွန်းလင်းလာအောင်ဆုံးဆောင်ပေးတယ်ပေါ့နော်ညီမတို့ရဲ့ နေမင်းကြီးပေါ့နော်တင်စားမယ်ဆိုရင်နေမင်းကြီးရဲ့နေမင်းကြီးလို့ဖြစ်တဲ့အာရခတက်တိုရဲ့မွေးနေ့ကိုအရင်အဆုံးဂုဏ်ယူပါရဲလို့ဂုဏ်ပြုပါရဲလို့အရင်အဆုံးပြောချင်တယ်ပေါ့နော်အာရခတက်တိုရဲ့နောက်မှာပေါ့နော်ညီမတို့ပြည်သူတရက်လုံးရှိနေပါတယ်လို့ညီမတို့ဒီဂျပန်မှာရှိနေတဲ့အာရခပြည်သူပြည်သားတွေပေါ့နော်ဒီအာရခတက်တိုအတွက်နောက်မှာပေါ့နော်မမမမရက်တီပေးနေပါတယ်လို့တက်နိုင်တဲ့ဖက်ကနေ ပေးနေရမဆိုးပေါ့နော်ညီမတို့ပြန်လေးထူထောင်ရေးဖြစ်ဖြစ်ညီမတို့ဒီဟိုအမျိုးသားစီလုံးညီညွရေးဖြစ်ဖြစ်ပေါ့နော်ညီမတို့တက်နိုင်တဲ့ဖက်ကပေါ့နော်ဟိုအတက်နိုင်ဆုံးအရက်ခတ်တက်တော့နဲ့အတူညီမတို့နောက်မှာအမြဲတမ်းရှိနေပါတယ်လို့အဲ့ဒါကိုလည်းအေးမွေးနေ့မှာပြောချင်ပါတယ်ရှင်